မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့2025ခုနှစ်မေလ10ရက်နေ့ရဲ့နေ့လယ်ကနေ့မျိုးကိုကျွန်တော်ဝေရတဲ့လူငါဖြစ်တဲ့စူစီကနေစူစီတင်ဆက်ပေးတော့မှာပါမင်္ဂလာပါရှင်ကျွန်တော်တို့စူစီပါတော်လာနေ့လယ်ခင်မာလူပြည်သူတွေကိုနှုတ်ခွန်းဆက်တာလိုက်ရပါတယ်ရှင်ဟုတ်ကဲ့ပါအဲ့တော့မနေ့ကမနေ့ခင်းသတင်းမှာတော့အကြံပတ်ဆက်ရှုံးကောင်စီတဲ့ရဲ့ခေါင်းဆောင်မာလာလူဇုံတွဲသာသမီမြင်းပြည်တစုရုရှားမော်စကိုရောက်ရှိသွားတဲ့အချိန်မှာယူကရိန်းဘက်ကလည်း ီတာဝဲပစ် drone တွေနဲ့တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုကျွန်တော်တို့ကြားသိခဲ့ရပြီးဖြစ်ပါတယ်။နောက်ဆက်တွဲထိခိုက်ပျက်စီးဆုံးရှုံးမှုနဲ့အဲဘယ်သူတွေဘယ်လိုထိလဲဆိုတာတော့ကျွန်တော်တို့ဆက်ပြီးတော့သတင်းတွေမတွေ့ရသေးပါဘူး။အဲ့တော့ဒီနေ့နေ့ကပါရောဗာသတင်းတွေထူးခြားတယ်ထူးခြားတဲ့သတင်းတွေကျွန်တော်တို့တွေကစူးစစ်ပြီးတော့တင်ဆက်ပေးပါမှာ။အဲ့တော့ပထမဆုံးသတင်းကတော့ကရင်ပြည်နယ်ဘက်ကတိုက်ပွဲသတင်းကြောင်းရတစ်ခုပြောချင်ပါတယ်။ဒီကရင်ပြည်နယ်တွေကတိုက်ပွဲမှာတော့အချက်မဲ့ဆက်ရှုံးကောင်စီတပ်ဘက်ကတူရင်မှုပေါ့နော်။တူတက်ရင်မှု ုံမှုစိုးမိတ်ထက်ပေါ့ဘင်းအကျန်းဖတ်စရှုံးပေါင်စီတက်တာ30ဝင်းကျင်တင်ဆောင်ရတဲ့သတင်းနဲ့စတင်ကြပါတယ်ဒီသတင်းကိုကျွန်တော်ပြောပြပါမယ်အဲ့တော့ဂရင်းပြည်နယ်ကော်ပိုရိတ်မြို့နယ်ကျုံတိုးမြို့နချံအုပ်ကြီးပါနီးကိုဝင်လာတဲ့အကျန်းဖတ်စရှုံးပေါင်စီတက်ရဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာဒီခမာယချင်းမြန်တက်ရင်၄3ကဒုတက်ရင်မှုအပါဝင်စရှုံးပေါင်စီတက်တာ30လောက်တင်ဆောင်ရောင်း Mon Liberation Army MAL တပ်ဖွဲ့ကတရင်ထုတ်ပြန်ထားပါတယ် ။ဒီပေလာ30ရက်နေ့မနက်9:00နာရီချိန်ကနေစပြီးဂျုံမျိုးမျိုးငချန်ဦးကျေးရွာနီးကိုအင်အား50လောက်နဲ့ဝင်ရောက်လာတဲ့ချမ်ပတ်စစ်ရှုံးကောင်စီစစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရပါမနက်10:00နာရီလောက်ဒီအပြန်လန်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့ဒီခမရ4နှစ်ကဒုတရင်မူဘုံမူစုံမင်းတပ်ပေါင်း30လောက်တိစုံခဲ့တာလည်းဖြစ်ပါတယ်စစ်ကြောင်းပြက်ပြီးတော့စစ်ကြောင်းတစ်ကြောင်းလုံးဖျို့ဖျဲတွေဖြစ်ပြီးတော့30လောက်တည်တယ်ဆိုတော့ ကျွန်တော်စစ်ကြောင်းတွေမှာအများဆုံးရှင်တရားတရားပါတယ်80 80အဲ့လိုမျိုးရှိတာဟုတ်အခု30လောက်လည်းသေးတယ်ဒုတိယမှုပါပါဝင်နေဆိုတော့စစ်ကြောင်းပြက်ပြီးတော့နောက်ကိုပြန်ဆုတ်သွားတယ်လို့သိရပါတယ်ဒီတိုက်ခိုက်မှုကိုတော့ကျွန်တော်တို့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA အပြင်မွန်ပြည်သစ်ပါတီခွဲထက်ခွဲထွက် NMSB AD ရန်သားစစ်ကြောင်းအိုင်အိုပက်ဒရီယန်စစ်ကြောင်းကင်ဒလီဦးဆောင်တဲ့ခြားပူပေါင်းတပ်တွေကနေပြီးတော့ စုပေါင်းပြီးတော့ရှင်မုန်တိုက်ခိုက်ခဲ့တာပါအကြမ်းမဲ့စစ်ကြောကောက်စီစစ်ကြောဟာတင်းနိုင်တန်းကန်ယူတန်းစစ်ဌာနချုပ်လက်အောက်ခံတက်ဒီအဲ့တော့တမ20နဲ့တမ44လောက်ခံတက်နေဖြစ်တဲ့ခမာယာ108ချိုင်မီယောဘက်ကတက်တယ်။ခမာယာ100နဲ့ဘုဒ္ဓမာဘက်ကတက်တယ်။ခမာယာ43ဘုံပြမက်ကတက်တယ်။အဲ့ဒီတိုင်ရင်ကနေပြီးတော့ဒီစစ်ကြောင်းမှာအဲ့ဒီတိုင်ရင်ကစစ်သားတွေပါဝင်တယ်လို့လည်းသိရပါဗျာ ီကနေ့ဒီတိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေတာကြောင့်ပြည်သူလူထုအနေနဲ့မိမိတို့နေရာဒေသအနီးဝန်းကျင်မှာရှိတဲ့စစ်ရေးသတင်းတွေကိုနားဆွင့်ပြီးအကြမ်းစစ်ရောက်တဲ့လက်နက်ကြီးနဲ့လေယာဉ်အင်ဂျင်ကိုကာကွယ်နိုင်မှုကြိုတင်ပြင်ဆင်ထားကြဖို့လုံခြုံတဲ့နေရာတွေမှာသာနေထိုင်ကြဖို့လည်းသတိပေးတိုက်တွန်းထားပါတယ်ခင်ဗျာဒါကတော့ဒီလေမြင်ပါမင်္ဂလာရှိစွာကြားသိရတဲ့အကြမ်းစစ်ရောက်ကောင်စီရဲ့ဒုရင်မှုအပါအဝင်30လောက်ကြီးွားတဲ့သတင်းမှဖြစ်ပါတယ်အဲ့တော့နောက်ထပ်ထူးခြားတဲ့သတင်းတွေကိုအစီအစဉ်ဆက်ပြီးတော့ တင်ဆက်ပေးပါဦး။ဟုတ်ကဲ့ပါကိုရရင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီ last show နဲ့ရမခဌာနချုပ်မှာလက်နက်ချအညံ့ခံခဲ့တဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တေဆုံးပျောက်ဆုံးအရာရှိစစ်သည်တွေရဲ့ကြံရစ်သူမိသားစုဇနီးတွေမိသားစုတွေအားလုံးကနေပြီးတော့ဒီစစ်ကောင်စီကခံစားခွင့်နဲ့လစာထုတ်ပေးမှုတွေရပ်ဆိုင်လိုက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါအဲ့တော့ဟိုငွေပါလဲဆုံးသားလဲဆုံးဆိုတဲ့စကားပေါ်မှာဖြစ်နေပါပြီ။ရှေ့မှာလဲအဲဒီအိမ်တော်ဦးစီးဖြစ်တဲ့ ရမဆရုံးကောင်းစီတောက်မှာလက်အောင်မှာတောင်းဝန်ထိုင်းရင်တင်ဆုံးသွားရတဲ့အသက်ပြည့်သွားရတဲ့အဲ့တော့နောက်မှာခြံခဲ့တဲ့မိသားစုနဲ့ကလေးတွေဘုစုကယူတွေလိုင်းကန်းတွေလည်းဖယ်ပေးရအရင်တည်းကဆိုလို့ရှိရင်လိုင်းကန်းဖယ်ပေးရလို့ဟိုစိတ်မကောင်းစွာနဲ့ပြောနေတဲ့ဒီရမဆရုံးကောင်းစီတက်ဘက်ကအဲတောင်းဝန်ထမ်းတဲ့သူတွေစကီးတူပေါ့နော်အဲ့လိုမျိုးပြောရတာတိတော်ကြီးတခြားအဲဆိုရှယ်လူမှုကွန်ရက်ဆာမျက်နှာတွေမှာအများကြီးတိမကန်နိုင်တော့တဲ့ကောင်ပောက်ွက်လာတဲ့သတင်းတွေကိုကျွန်တော်တို့ရုပ်သံပိုင်းကို တွေ့ရတယ်အဲ့တော့နောက်မှလည်းအခုထောက်ပံ့ကြေးတွေပါလစာတွေမှာရက်ဆိုင်ခံရမယ်ဆိုတော့တော်တော်ဆိုးရပါတယ်တရင်ပြည့်စုံကိုဆက်ပြီးတော့တင်ဆက်ပေးပါဦးခင်ဗျာဟုတ်ကဲ့ပါကိုကန် MND ကလာရှိုးကိုတိမ်ပြီးတဲ့နောက်မှာလွမြောက်ခဲ့ကြတဲ့ဒီကြံရည်သူမိသားစုတွေနဲ့ဇနီးတွေကနေပြီးတော့မိုင်းရယ်နဲ့ကြံရည်မှာအခြေဆိုင်တဲ့တပ်တွေနဲ့တိုက်အရာရှိတွေကိုဆက်သွယ်သတင်းပို့ခဲ့ကြတယ်လို့လည်းသိရပါတယ်။လာရှိုးနဲ့ရမခကြဆုံးပြီးနှစ်လအကြာ2024ခုနှစ်အောက်တိုဘာလကစတင်ပြီးတော့ တင်ဆုံးပျောက်ဆုံးနေလက်နက်ချအညံ့ခံခဲ့ကြတဲ့ကျန်ရစ်သူမိသားစုတွေနဲ့ဒီဇနီးတွေကိုပေါ့လစာခံစားခွင့်လစာတပတ်ကိုစစ်ကောင်စီကထုတ်ပြခဲ့ပါတယ်တဲ့ကို့အမျိုးသားရဲ့လစာတွေကိုကျန်ရစ်သူဇနီးနဲ့မိသားစုတွေကိုမနစ်အော်တိုဝါလမှာပြန်စထုတ်ပြရဲ့အပြည့်တော့မရဘူးမူလာလစာရဲ့တပတ်ကိုပေးတယ်တချို့တပတ်တင်တချို့တက်တွေကတော့လူကြီးကောင်းရင်အပြည့်ရတယ်အဲ့ဒါအခုတော့မရတော့ဘူးရပ်သွားပြီ ဘာလို့လဲဆိုမေးတော့မေးတာလည်းမရဘူးတချို့ကလစာထုတ်မရတာလေးလလောက်ရှိပြီတချို့ကတော့မတ်လနဲ့ဧပြီလကစပြီးထုတ်ခွင့်မပေးတော့ဘူးတက်ရင်ဘက်ကတော့လူကြီးတွေကရက်ခိုင်းထားတာလို့ပဲပြောတယ်အရာရှိရောစစ်တယ်ရောစစ်တီရောအကုန်ဘာမှထုတ်ခွင့်မပေးတော့တာလို့ဒီလာရှုံးမှာပျောက်ဆုံးနေတဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့တက်ကြကြီးတူရဲ့ဇနီးကနေပြီးတော့ပြောထားတာတွေ့ရပါတယ်ဟုတ်ကဲ့ပါအဲ့တော့ခုနဒီတက်ကြကြီးဇနီးပြောတဲ့အထက်မှာဆိုရင်ပါတယ် တချို့ကြတော့အရာရှိကောင်းလို့ရှိရင်အပြည့်ရတယ်တချို့ကြတဝက်ပဲရတယ်အဲ့ဒီတဝက်ကဘယ်ရောက်လဲဆိုတော့ကျွန်တော်တို့ရှာဖွေပေါ်လို့ဆရာမလို့ပါထေကြတယ်စရင်ဖြောင်းမယ်ပြီးလို့ရှိရင်အထက်အရာရှိအဆင့်ဆင့်ကနေပြီးတော့ဖြတ်စားကြမယ်အဲ့တော့အသက်ပြည့်သွားကြတယ်ပြတ်ပြီးသားစုတွေကတော့ငှက်ချင်ငှက်ပြတ်ချင်ပြတ်နေစရာရှိချင်ရှိမရှိချင်နေဒီတရင်တွေကတက်တဲ့ချက်ချက်တွေဖြစ်တယ်ဒါတွေကိုနမူနာကြည့်ပြီးတော့ရွေးကြပါလမ်းရွေးကြပါအခုတက်ရှင်ရဲ့ရှိနေသေးတဲ့စစ်ကောင်စီရဲ့ တမှုဘုံမှုဘူကြီးတတအစဉ်စဉ်ကလမ်းကိုရွေးကြပါပြည်သူဘက်ကိုခွန်လို့ရဖို့လမ်းရွေးကြပါမဟုတ်ရင်တော့ကိုကဆုံးမသွားရင်တော့နောက်ကမိသားစုတွေဘယ်လိုမျိုးကြံ့ခဲ့ရလဲဆိုတာဒါတွေကတတ်တည်ပါပဲအဲ့တော့ဘာတွေထပ်ပြီးတော့ထူးတင်နေစမလဲဒါနောက်တက်တကားကကြာဒီမိစစ်တေတူရဲ့ဒီမိခင်တူကရှင်းပြထားတကူလည်းရှိပါတယ်တေဆုံးဆိုရင်လဲတဲ့ပျောက်ဆုံးစရင်ထက်ပြီး6လလောက်ဆောက်ရမယ်ပြောတယ် တကယ်တမ်း6လကျော်လုံးကဘာတည်င်းမှမကြိုက်အသက်အာမခံတဲ့အခြားခံစားခွင့်တွေရရှိရေလုပ်ပေးမယ်လို့ပြောခဲ့တာအခု6လကျော်တဲ့အပြင်8လလဲတော့ဝင်လာပြီဘာမှလည်းလုပ်မပေးဘူးဘာမှလည်းအကြောင်းမကြားဘူးသွားမရင်လည်းလုံနေပါတယ်ပဲပြောတာပဲလို့ဒါကတော့ဒီလာရှိုးအခြေဆိုင်ကထောက်ပို့တတ်6.6ကစစ်တီတူရဲ့မိခင်ကနေပြီးပြောထားတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါအဲ့တော့ဒါကလက်တွေ့ဘဝတွေကျွန်တော်တို့သတင်းထဲမှာတွေ့ရတဲ့အကြောင်းအရာတွေကလက်တွေ့ဂျုံတွေ့နေရတဲ့ဘဝတွေပါ ဒါကြီးသတင်းချက်လက်တွေကိုကျွန်တော်တို့သေချာချာလေးကြည့်ဖို့လိုပါတယ်ကျွန်တော်တို့ MRTV တို့ကျော်မျိုးမြင့်တို့ဇဘုံအင်းတို့လောက်ပဲတန်းဆုံနေဆိုရင်တော့ဒီအဖြစ်မှန်ကြီးစစ်ရှုံးကောင်စီတက်ရဲ့ရုပ်မှန်မှုတွေကတော့ဒီသတင်းချက်လက်တွေကိုကြားသိရမှာမဟုတ်ပါဘူးအဲ့တော့သတင်းချက်လက်တွေကိုကျွန်တော်ဆုံဆုံနေနေသိဖို့ဆိုရင်သတင်းဌာနဆုံဆုံနေနေကြည့်ရှုဖို့လိုအပ်ပါတယ်အဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကိုကျွန်တော်တို့ဆက်သွားမယ်ဆိုရင်စစ်မကောင်းစီကအင်မတန်ကောင်းတဲ့သတင်းမှာ တကုံမျိုးတဲ့အရှိပိုင်းမျိုးနယ်မှာဒီစစ်မှုထမ်းစစ်ကိုခံရတဲ့အသက်23နှစ်အရွယ်မောင်ကျော်ကိုကိုခန့်ကျိုးဆွဲချပြီးတော့အဆုံးစီရင်သွားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်အဲ့တော့မတရားစစ်မှုထမ်းစစ်ခိုင်းမှုအတွက်စည်ရင်းကြလာတဲ့အခါမှာခုလိုမျိုးတွေအသက်ဆုံးရှုံးရတာအသက်အဆုံးစီရင်တာကြီးကျွန်တော်ရှစ်ရှစ်သတင်းတွေမှာလည်းကျွန်တော်အများကြီးတွေ့ကြရပြီးပါပြီအခုလည်းကျွန်တော်ဒီကောင်မျိုးတဲ့ရှေ့ပိုင်းမှာဖြစ်ပေါ်ခဲ့ပါတယ်အဲ့တော့သတင်းပြည်စုံကတော့ရန်ကုန်တိုင်း ဒဂုံမျိုးတိအရှိပိုင်းမျိုးနယ်မှာစစ်မှုတန်းစစ်ကောင်ခံရတဲ့အသက်23နှစ်အရွယ်မောင်ကျော်ကိုကိုကန့်ကျိုးဆက်ချပြီးတော့အဆုံးစီရင်သွားကြောင်းဒေသပြည်သူတွေကပြောပါတယ်ဒဂုံမျိုးတိအရှိပိုင်းမျိုးနယ်အမှတ်8ရပ်ကွက်ဗရုံမာလန်းအမှတ်424မြင်းဆောင်ခမနေထိုင်တဲ့မောင်ကျော်ကိုကိုကန့်ကိုမေလအတွင်းမှာဖွင့်လှစ်မယ်စစ်မှုတန်းပတ်စံ73အတွက်စစ်မှုတန်းကိုစစ်ကောင်ခံရတာလည်းဖြစ်ပါတယ်ခင်ဗျာအကြောင်းလို့မေလမိုင်းရင်ဒီမနက်ပိုင်းမှာသူကကိုကိုကိုကျိုးဆက်ချပြီးတော့ တက်တင်သွားတာလို့သိရပါတယ်အဲ့တော့ဖြစ်ရက်ကိုဒေတာပြည်သူတူကအခုလိုမျိုးပြောပြပါတယ်အမှတ်၈ရက်ကအုတ်ကြီးလှသိမ်းယာယီမှုဝင်းမြင့်စစ်မှုတန်းစစ်ခေါ်ရေးကောင်းဆောင်ဇော်လက်နဲ့အပေါင်းပါတီကမေလ၄ရက်နေ့ညနေပိုင်းမှာကျောက်ကူကူခန့်ကိုလာခေါ်ပါတယ်မနေ့ကျတော့ကျိုးဆွဲချသွားတာလို့ဒေတာပြည်သူတူကပြောဆိုပါတယ်ခင်ဗျာအဲ့တော့စစ်မှုတန်းမှုစစ်ခေါ်မှုကြောင့်မြစ်ကိုအဆုံးစီရင်သွားသူ ကိုကျော်ကျော်ကိုကျော်ကိုကိုခန့်ရဲ့နိုင်ကိုဘီလာခုနှစ်နှစ်ညနေ3နိုင်ချင်မှာရေဝဲသုံးတံမှာမကြိုခဲ့တယ်လို့သိရပါတယ်စစ်မှုတန်းစစ်ခေါ်ခံရပြီးတော့ဒကိုခန့်ကျိုးဆဲချအဆုံးစီရင်မှုခုနကတော့ဒကုံမြို့တဲ့ရှေ့ပိုင်းမြို့နယ်အမှတ်ရှိရက်ွက်အုပ်ချုပ်ရေးကိုလှသိမ်းနေဖွဲ့တာစေးကြောင်ပြီးတော့မိမိကိုယ်ကိုအဆုံးစီရင်သွားရဆိုပြီးမဟုတ်မှန်တဲ့တွေလွှင့်လေးရဲ့ရှိနေကြောင်းဒေသခံပြည်သူတွေကပြောဆိုကြပါတယ်မလောက်တော့မိုင်းရိုင်းနေတဲ့ဖြစ်စဉ်တွေနော်ဟုတ်တယ်အဲ့တော့နောက်ထပ် တင်းတွေကိုစူစီရဆက်ပြီးတော့တင်ဆက်ပေးပါဘောဟုတ်ကဲ့ဒါကတော့ရေထွက်ရောင်ဘောနော်စစ်ကောင်စီကထပ်မံလေချောင်းတိုက်ခိုက်လို့ပြည်သူ၁၀%တန်ရာရတယ်ဆိုတဲ့တင်းပဲဖြစ်ပါတယ်အပြည့်ရတဲ့ပြောပြီးတော့ထက်ကျဲပြန်ပြီဟုတ်ကဲ့ပါအဲ့တော့မန္တလေးတိုင်းရေထွက်ရောင်ဆိုတာကျွန်တော်တို့ဒီကြံကာလဒီဧပြီ၁၉လောက်မှာအကြီးကျယ်ဘုံကျဲခံရပြီးတော့ပြည်သူ30လောက်ကလေးငယ်လေးတွေအမျိုးသမီးတွေအပေါင်းပြည်သူ30လောက်ဒီဆုံးခဲ့ရတဲ့ရေထွက်ရွာပါအခုထပ်ပြီးတော့ကျဲကြကျဲကြတယ်ပြီအဲ့တော့ပြည်သူတွေဘေးကင်းကြပါစေလို့သာ စုမကောင်းတောင်းဖို့ရှိပါတယ်ဒီကျဲတဲ့ဖြစ်စဉ်ရဲ့ဒီကိန်းတဲ့တင်းပြစိတ်ကိုဆက်ပြီးတော့ပြောပြပေးပါအောင်ဆိုရင်ဟုတ်ဟုတ်ကဲ့ပါမန္တလေးတိုင်းတပိတ်ကျင်းမြို့နယ်ရေထွက်ကြီးပါကိုစစ်ကောင်စီတပ်ကထပ်မံလေးချောင်းတိုက်ခိုက်ခဲ့ရာဒီဒေသခံပြည်သူ10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒီပြည်ဦးလွင်ခရိုင်ပကဖသတင်းတောင်ဝန်ခံကနေပြီးတော့ပြောထားပါတယ်မေလာ9ရက်နေ့လေအနေအားပေါ့နော်စနေနိုင်အချိန်ခန့်မှာတကြဦးလီတက်ကနေ jet fighter တစ်စီးနဲ့လာရောက်ပုံကျတိုက်ခိုက်တာလို့လည်းသိရပါဗျ ဒေသတိုက်ခိုက်ခံရမှုမှာဒေသခံအမျိုးသမီး3ဦးနဲ့အမျိုးသား9ဦးစုစုပေါင်း10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်ဦးလွင့်ခရိုင်ပကဖသတင်းတာဝန်ခံကနေပြီးတော့ပြောလာပါတယ်။စစ်ကောင်စီကတပိတ်ချင်းကိုပြန်ထိုင်ခြင်းနဲ့အဲ့ဒါကြောင့်ကျဲနေတာလို့ဒီပြည်ဦးလွင့်ခရိုင်ပကဖသတင်းတာဝန်ခံကပြောလာပါတယ်။ဟုတ်ကဲ့ပါကျေးရွာအလေကလမ်းဆောင်အနည်းကိုဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်နေအိမ်တွေလည်းပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဒါပြင် မနေ့ကလိတ်ကြနဲ့ဝါချေတော်ကြီးပါတွေကိုလည်းဘုံကျဲသွားတယ်လို့သိရပါဗျ။တပိတ်ကြီးမြို့နယ်ရေထွက်ရွာကိုအေဗလာ16ရက်နေ့ကစစ်ကောင်စီဘုံကျဲတိုက်ခိုက်ခဲ့မှုမှာကလေးငယ်တွေအပါအဝင်ပြည်သူ30ကျော်တင်ဆုံးခဲ့ပါသေးတယ်။အဲ့ဒီနောက်မှာလည်းမကြာခဏလေကြောင်းတိုက်ခိုက်တာတွေလုပ်နေပြီးတပိတ်ကြီးမြို့နယ်ခုနှစ်မိုင်ဘက်မှာလည်းစစ်ကောင်စီစစ်ရှုံးကောင်စီတပ်နဲ့တော်လိုင်းရင်တပ်တွေတိုက်ပွဲတွေပြင်းထန်နေတယ်လို့လည်းထပ်မံသိရပါဗျ။ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်မန္တလေးတိုင်းနယ်က တပိတ်ချင်းမြို့နယ်တွေကရေထွက်ရွာဖြစ်စင်မှာတော့ပြည့်ရပြည့်ရခဏခဏပြောပြီးတော့တစ်ဖက်မှာအခုလိုလုံရပြိုးတွေကိုပြင်းပြထန်ထန်လုံနေတာပါအဲ့တော့ဆရှုံးကောင်စီရဲ့ပြည်သူကိုမတက်တဲ့ရဲ့တရက်မှမရှိဘူးဆိုတဲ့အကြောင်းအရာကိုပြတ်သေးပြနေတယ်ဖြစ်စင်ဖြစ်ပါတယ်အဲ့တော့ဒီတပိတ်ချင်းမြို့နယ်ဆိုတာကတော်လိုင်းတပ်ဖွဲ့တွေအန်ယူဂျီကနေပြီးတော့တိမ့်ပိုက်ထိန်းချုပ်ထားတဲ့မြို့နယ်ပါအဲ့တော့အဲ့ဒီမြို့နယ်တွေကပြည်သူတွေကို တကယ်ကိုပြစ်မှတ်ထားပြီးတော့ရတားပြစ်မှတ်တွေကိုလေချောင်းကနေတိုက်ခိုက်တဲ့ဖြစ်စဉ်ဖြစ်ပါတယ်အဲ့တော့ဒီကနေ့နေ့လည်ခင်းမှာတွေ့ရတဲ့သတင်းတွေလေးကနောက်ဆုံးသတင်းတစ်ပုဒ်ကိုဆက်ပြီးတော့တင်ဆက်ပေးချင်ပါဒါကတော့ဗမာမှာတိုက်ပွဲဖြစ်ပြီးတော့ SND 3ဦးသေဆုံးတာတဦးကိုအရှင်ဖမ်းမိလိုက်တယ်လို့သိရပါဗါတယ်အဲ့တော့ SND ဆိုတာကတော့ရှမ်းပြည်မြို့သားတပ်မတော်ဆစ်ရှုံးကောင်စီနဲ့တပူပူတရွဲ့တွဲနဲ့တသားတွေရှိတဲ့ရှမ်းပြည်တပ်မတော်ဖြစ်ပါတယ်။သခိုင်းတိုင်းဗမောက်မြို့နယ်မှာရှမ်းပြည်မြို့သားတပ်မတော် SND နဲ့စစ်ကြောပေါ်သေးပူပေါင်းအဖွဲ့တွေမေလာ6ရက်နေ့မနေ့7ရက်နေ့တော့မှာတိုက်ပွဲတွေဖြစ်ပြီး SND တပ်ဖွဲ့ဝင်3ဦးပြေဆုံးတာတဦးကိုတော့အရှင်ဖမ်းမိခဲ့တယ်လို့ကတားခရံဖက်လေးတန်ရင်းကသတင်းထုတ်ပြန်တာကိုတွေ့ရပါတယ်။ဗမောက်မြို့ပေါ်ကနေထွက်ခွာလာတဲ့အင်အားတရာကျော်ပါ SND နဲ့စစ်ကြောပေါ်သေးပူပေါင်းဖွဲ့တွေဟာတန်ရင်းလေးထိန်းချုပ်တဲ့နေပြည်ဖြစ်တဲ့နားရက်ကနဲ့စက်တော်ကျေးရွာသားကိုဝင်ရောက်လာတဲ့ချိန်နိုင်ဝက်လောက်ကြည့်တွေ့တိုက်ပွဲဖြစ်နေလို့ဆိုပါတယ်။ တင်ဆုံးမှုကမျက်မြင်ပေါ်အလောင်းကိုတော့သူတို့ဆွဲသွားတယ်တိုက်ခွတ်ဖြစ်တဲ့နေရာကမမောက်နဲ့တမိုင်လောက်ပဲရှိတယ်လို့တိုက်ခွတ်ဖြစ်စဉ်အကြောင်းအရာကိုကတားကရမှတ်လေးတိုင်းနေတဲ့နေဆက်တဲ့ဥစားတစ်ခုကလည်းပြောပြပါပါတယ်အဲ့တော့အစံဒီဘက်ကအရှင်ဖမ်းမိသူရှိပါတယ်သူကတော့အသက်20ကျော်အရွယ်ရှိတယ်အဲမျိုးသားတက်ဖွဲ့ဝင်ဖြစ်ပြီးလက်ရှိမှာသူ့ကိုစစ်စစ်မြင်မြတ်ပြီးကောင်းကောင်းမွန်မွန်နဲ့ထိမ့်သိမ်းထားတယ်လို့သိရပါတယ်ဒါပြင်ဒေါ်လာရေးဖွဲ့ဒီဘက်ကပြည်သူ့အချို့ရေးဖွဲ့ဝင်တအူးလေးတည်ဆုံးခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ခင်ဗျာ ပြီးခဲ့တဲ့မေလ3ရက်ကလည်းဗမောက်မြို့နယ်မှာရှိတဲ့ဂရုမျိုးသားစာပေညီလာခံကျင်းပရာခန်းမှာစာတင်ကြောင်းဆောင်တွေကိုဆီရှုံးပေါ့စီတက်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အဆောက်အုံအချို့ပျက်စီးခဲ့တယ်လို့သိရပါတယ်ခင်ဗျာဒါတော့ကျွန်တော်တို့ဒီကနေ့ဒီလေကဲမှာတွေ့ရတဲ့သတင်းဖြစ်စဉ်တွေကိုကျွန်တော်ပေါင်းထမတစ်ယောက်ကစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူများအလုံးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလောက်အောင်မှအမြတ်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်ဟုတ်ကဲ့ပါအဲ့တော့နေ့စဉ်နဲ့ပြ လာရောက်ကြည့်ရှုပေးကြတဲ့ဒီလိုတူတယောက်ချင်းဒီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်အဲ့တော့တည်င်းတွေကိုစုံစုံလင်လင်ကြည့်ရှုရင်းနဲ့သုံးသပ်နိုင်ပါစေပြီးတော့ကျွန်တော်တည်င်းတွေထဲမှာတွေ့ရတဲ့ဒုက္ခဒုက္ခခံစားနေရတဲ့ဆစ်ဆောင်တွေရှိပဲတခြားကျွန်တော်တို့တိုင်းသားညီကောင်တွေမှာတွေ့ချင်းသားရင်းတွေရှိပဲသူတို့ကိုလည်းကျွန်တော်တို့နိုင်ငံဝန်ထမ်းရင်းနဲ့ဝိုင်းကူကြပါမယ်ဘာကြောင့်လဲဆိုရင်မကြခင်မှာမိုးဥကြောင့်ကာလကိုရောက်ရှိလာတော့မယ်အဲ့တော့ကိုတွေကတော့အမိုးနဲ့ အကာနဲ့လုံးလုံးကျုံကျုံစားကြတော့စီအောင်ပြည့်စုံနေပြီမဲ့အဲ့တော့တော်ရဲမှာရှိကြမဲ့စရဲ့ဝင်နေဒုက္ခတွေကိုထမ်းပို့ထားကြရတဲ့ကျွန်တော်တို့ရဲ့ညီကိုမောင်မတိုင်းသူတိုင်းရင်သားမိဘပြည်သူတွေအတွက်ဝိုက်ကူရပါမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့ပဲရှိပါတယ်။ဒါကြောင့်မလို့အဲဒီအကြောင်းအရာလေးဒီသတင်းတွေကိုကြားသိပြီးဒေါ်လာတာဝန်တွေကိုဆက်လက်ပကုန်းထမ်းနိုင်ကြပါစေလို့ဆုတောင်းပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။